င်္ဂလာပါရှင်ကျမကတော့မူဝင်ကျပါ BMC ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုဒီတစ်ပတ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ် BMC ဖွဲ့ဝင်တွေကတော့ Samtifor Media ၊ရွှေပြည်မြေနီယူအေဂျင်စီ၊မဲခေါင်နီယူ၊ဇလံ၊မန္တလေး Free Press ၊မြေလက်အတန်း Western News ၊ AR တိုင်းနဲ့ဒေသတင်းတိုင်းတိုင်းတို့ဖြစ်ကြပါတယ်တရောင်းစားရောင်ဆောင်ပြီးစစ်ကောင်စီကပုံစံမျိုးစုံဆင်းလွတ်ထားတဲ့ထောင်လိုင်းရေးတပ်ဖွဲ့ဝင်၁၀ဦးတပ်မင်းကို TNL ဖမ်းဆီးရမိခဲ့ပါတယ်ဒီတဲ့ရင်အပြည့်အစုံကိုရွှေပြည်မြေကပေးပို့ထားပါတယ် တောင်တမရဖီအစရာ TNRA ထိန်းချုပ်ထားတဲ့ကြောက်မဲနဲ့ဒီဘောမြို့နယ်မှာရှိတဲ့တောင်ရဲတပ်ဖွဲ့ကစစ်ကောင်စီလွတ်လာတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်10ဦးထပ်မံနေဖမ်းဆီးရမိတယ်လို့ရှေဖြစ်မြေကစုံစမ်းသိရှိရပါတယ်။စစ်ကောင်စီရဲ့ထောက်လန်းရေးတပ်ဖွဲ့ဟာတိုက်ပွဲပြင်းထန်နေတဲ့ကြောက်မဲမြို့မှာအတိကလှုပ်ရှားတာဖြစ်တယ်လို့ဖမ်းဆီးရမိတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်တက်ချက်တူဦးရဲ့ထွက်ဆိုချက်ကိုကိုးကားပြီးရဲတပ်ဖွဲ့ဝင်က ရှေဖြစ်မြေကိုပြောပါတယ်။ PSIRT နဲ့ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ရည်ရွယ်ကလာရှုမြို့ကနေကြောက်မဲဒီဘောဖက်ထောက်လန်းဖို့တပ်ဖွဲ့ဝင်ယာနဲ့ချီပို့ဆောင်လာတာဖြစ်တယ်လို့ဖမ်းဆီးခံရတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်ကထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။ထောက်လန်းရေးတပ်ဖွဲ့တွေဟာခရီးသွားတထေးကားသမားတရောင်းစားရောင်းဆောင်ကလမ်းလျှောက်လာတာအပြင်ဆန်ကယ်နဲ့ကားစီးပြီးကြောက်မဲနဲ့ဒီဘောမြို့တွင်တဲ့ပုံစံအမျိုးမျိုးနဲ့ဝင်ရောက်လာကြတယ်လို့ တောင်းတက်ကလည်းစက်တင်ဘာ25ရက်မှာထုတ်ပြန်လာပါတယ်။အဲ့ဒီထောက်လန်းရေးတွေက TNRI ရဲ့စစ်အင်အားလက်နက်ခေယံလမ်းမဆက်တွေရေးထောက်လန်းတာနဲ့လေကြောင်းကနေတိုက်ခတ်ဖို့ပြင်မှတ်ပေးတာစတဲ့တရင်အချက်လက်တွေကို ထောက်လန်းကြတာလို့ဆိုပါတယ်။တောင်းရက်တစ်ဖက်ကအဲ့ဒီထောက်လန်းရေးတွေကိုဖမ်းဆီးနိုင်ဖို့ဒေသခံတွေကိုပါ24နိုင်ကြာခေါ်ယူစစ်ဆေးခဲ့ပြီးခေါ်ယူစစ်ဆေးသူ30ကျော်ကို ပြန်လွတ်လာခဲ့ပေမဲ့ သတင်းပေးလို့ယူဆရသူတွေကိုထင်းထင်းသာဆဲဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ဖမ်းဆီးရမိထားတဲ့တလန်တွေရဲ့သတင်းပေးမှုကြောင့် TNA ထိန်းချုပ်ထားတဲ့နမ်ခမ်ကုတ်ခိုင်ကြောင်မဲဒီဘောမိုင်းလုံးနမ်ဆန်မန်တုံမိုးကုံနဲ့မိုးမိတ်စတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေပြီးအဲ့ဒီမြို့နယ်တွေထဲမှာကြောင်မဲနဲ့မိုးကုတ်ကထိခိုက်ပျက်စီးမှုအများဆုံးဖြစ်တယ်လို့သိရပါဗျ။ ရွှေပြည်မြေပြုစုထားတဲ့စီးရင်အရာပြီးခဲ့တဲ့ဩဂုတ်လကနေဒီနေ့အထိစစ်ကောင်စီတပ်ရဲ့လေကြောင်းပုံကျဲတိုက်ခတ်မှုကြောင့်ဒေသခံ65ဦးသေဆုံးခဲ့ပြီးတော့54ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီသေဆုံးဒဏ်ရာရသူတွေထဲမှာကလေးကိုဝင်ဆောင်နဲ့တန်ဃာတော်တွေလည်းပါဝင်ပါတယ်။ ုံမလင်းနေတဲ့စစ်အုပ်စုနဲ့ SNL ပူးပေါင်းဖွဲ့ကစစ်ကြောင်းထိုးလို့တိုက်ပွဲဖြစ်နေတာဆယ်ရက်ကျော်ကြာလာပြီဖြစ်ပါတယ်။ဒီသတင်းကိုမန္တလေး Free Press ကတင်ဆက်ပေးထားပါတယ်။စကိုင်းတိုင်းတပိုင်း Homeland မြို့နယ်ချင်းတွဲမြင်းနယ်ဥရုချောင်းရိုးတလျှောက်ကကျွော်ရီမှာအာနာသိန်းစုစုနဲ့ SNA ရှန်နီလက်နက်ကင်အဖွဲ့နဲ့တုံလိုင်းအင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရာဆယ်ရဲကျော်ကြာပြီဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရတယ်။ စတေမာဆရာကဆလို့ဟ ோம் လင်းနဲ့ချင်းရွဲ့မြင့်နဲ့ဥရုချောင်းရိုးမှာရှိတဲ့လွှာစံကုန်၊နမော၊စက်ကရ၊ပဲနုစု၊မန်မော၊မင်းပွဲစတဲ့ခြေရွာတွေဘက်စိုးစုနဲ့အဆက်နေပူပေါင်းဖွဲ့ကအင်အားတထောင်နီးပါးနဲ့စစ်ကြောင်းထိုးနေလို့တိုက်ပွဲပြင်းထန်နေရပါ။တိုက်ပွဲကပြင်းထန်နေတဲ့ရန်သူဘက်ကအဆက်နေအဆက်နေနဲ့စစ်ကောင်စီပူပေါင်းတပ်ကနေရောမအင်အားလောလောဆယ်လောလောဆယ်ကျွန်တော်တို့ရဲ့စစ်မျက်နှာတွေအကုန်လုံးကို စစ်မျက်နှာရှိသမျှအကုန်လုံးတို့တက်ဖြတ်ပြီးတော့ထိုးနေတဲ့အနေအထားဆိုရင်တော့တို့မှာကအဲ600 900နဲ့800ကြားတော့မကောင်းကောင်းရှိမယ်ဗျတို့ကကင်းနေအပါဘောလေ900 800အဲထားရတော့1000လိပါဘောအလောက်ဝင်းကျင်တော့ရှိမယ်လို့ကျွန်တော်ယူဆတယ်ရန်သူဘက်ကဘလောက်လာလာဘလောက်ပဲသူပဲဖြစ်ဖြစ်ကျွန်တော်ဘက်ကလည်းချိန်မုန်းဖို့အပြည့်ချိန်မုန်းမှာပါစရဲကြော်ကြလာပြီဖြစ်တဲ့အုံးလေးနဲ့တိုက်ပွဲတွင်စုံစုနဲ့အဆက်နေလက်နက်ကင်တွေတည်ဆုံမှုရှိသလို စစ်တုံးမှန်ဖန်စီရမိတာတွေလည်းရှိပြီးတော့တော်လန်ရေးရဲဘော်တွေကလည်းထိခိုက်မှုရှိတယ်လို့ဟ ோம் လင်းမြို့နယ်ရဲဘော်တို့ကပြောပါတယ်။တိုက်ပွဲတွေကြောင်းလွှာစင်ကုန်းနမောစကရာပဲနုစုမန်မောမင်းပွဲအင်ဂျင်မောမင်းရကုန်းအင်းကုန်းနောင်ပူအောင်စတဲ့ခြေရွာဆေးရကျော်ကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကုညီပေးနေသူကပြောပါတယ်။ ဒီလိုထွက်ပြေးတိမ်းရှောင်နေကြသူတွေတဲ့နာမကျန်းဖြစ်သူခလေးငယ်ကိုဝင်ဆောင်မိခင်နဲ့တက်ကြီးရွယ်တွေလည်းပါဝင်ပြီးတော့စားတောက်နေထိုင်ရင်အတွက်သာမကစေဝါလည်းအရေးပေါ်လိုအပ်နေပါတယ်။ဟုံးလင်းမျိုးနယ်အတွင်းမှာရှိတဲ့ရွှေပြည်အိမ်မျိုး၊လွှာစင်ကုန်း၊တောင်တုံး၊ကျွန်ကုန်း၊မနော်သာ၊အင်းကျမော်၊နောင်စန်းကျင်း၊နောင်ခမ်းစတဲ့မြို့ကြီးရွာတွေကိုပြီးခဲ့တဲ့နှစ်တွေအတွင်းတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ ကမ္ဘောဒီးယားကြားဖြန့်ယုံတွေစီလူကုန်ကူးခံရတဲ့မြန်မာနိုင်ငံသားထောင်ထဲချီဟာလုပ်ငန်းဝင်တွင်ခေါင်းပုံဖြတ်ခံရတာညှဉ်းပန်းနှိပ်စက်ခံရတာတွေကြုံနေရပါတယ်။ဒီသတင်းကိုမဲခေါင်သတင်းဌာနကတင်ဆက်ပေးထားပါတယ်။ကြားပြန်လုပ်ငန်းတွေပြောင်းရွှေ့အခြေချရာနေရာဖြစ်လာတဲ့ကမ်ဘောဒီးယားနိုင်ငံမှာမြန်မာလူငယ်ထောင်ထဲချီလူကုန်ကူးခံရကရောက်ရှိနေပြီးလုပ်ငန်းခွင်အတွင်အနိုင်ကျင့်မှုကောင်းပုံဖြတ်မှုနဲ့ချိန်ကျောက်ခံရမှုတွေကြုံတွေ့နေရတယ်လို့ကိုရိုင်းရောက်နေတဲ့မြန်မာလူငယ်တွေကပြောပါရယ် ကမ်ဘောဒီးယားမှာရှိတဲ့ကြားဖြတ်လုပ်ငန်းခွင်တစ်ခုမှာမြန်မာလူငယ်တရာကျော်အ ਨੇ ဆုံးရှိနေပြီးအများစုဟာပွဲစားတွေရဲ့သွေးဆောင်ဖျားယောက်မှုကြောင့်ရောက်ရှိလာကြတာဖြစ်တယ်လို့မန္တလေးဘက်ကနေကမ်ဘောဒီးယားကြားဖြတ်ရုံတစ်ခုကိုရောင်းနေတဲ့လူငယ်အမျိုးသားတို့ကပြောပါတယ်ကမ်ဘောဒီးယားလာမယ်လို့တွေးရင်မလာကြပါနဲ့လို့လောက်ကောင်းတယ်လို့ခေါ်ပြီးတော့ရုံးစားခံရတာငွေမလိမ့်နိုင်ရင် လာစားလည်းမရဘူးနှိမ့်ဆက်ခံရတယ်ကျင်ဆက်နဲ့တို့တယ်အမောင်ကန်းထဲမှာပိတ်ထားတယ် ပြန်ကျင်လဲငွေ200 300 7300 300 300ရောမယ်ဆိုပြီးပြောတယ်မရောနိုင်ရင်မပြန်ရဘူး HR တွေက link ခေါ်နေကြတာဗျကမ္ဘောဒီးယားကြားဖြန့်ယုံနေမှာရောက်ရှိနေတဲ့မြန်မာလူငယ်အရေးအတွက်ဟာတထောင်ကျော်ကနေ2000ဝန်းကျင်ခန့်ရှိပြီးတခြားဗီယက်နမ်နဲ့တရုတ်နိုင်ငံသားတွေလည်းရောင်းစားခံနေရပြီးရောက်ရှိနေတယ်လို့ကမ္ဘောဒီးယားရောက်မြန်မာလူငယ်တွေကပြောပါတယ် ကမ္ဘောဒီးယားကြားဖြန့်ရုံနေစီရောက်လာတဲ့မြန်မာလူငယ်တွေထဲမှာအရင်ကမြောက်ရီရွှေကုတ်ကိုဘက်ကကြားဖြန့်ရုံတွေမှာလောက်ကင်ဖူးသူတွေလည်းပါဝင်တယ်လို့ကြားဖြန့်လုပ်ငန်းအကြောင်းမသိဘဲရောက်လာသူတွေလည်းပါဝင်တယ်လို့မြောက်ရီရွှေကုတ်ကိုဘက်ကကြားဖြန့်လုပ်ငန်းတစ်ခုမှာလောက်ကင်ပြီးနောက်ကမ္ဘောဒီးယားကြားဖြန့်ရုံတစ်ခုကို ရောက်နေတဲ့မြန်မာလူငယ်တို့ကပြောပါရယ်အားလုံးဟာအိရှာလို့ခေါ်ကြတဲ့ပွဲစားတွေရဲ့အလိန်ညာမှတ်လုံးတွေကိုရှုံစားပြီးရောက်လာကြသူတွေဖြစ်တယ်လို့သူကဆိုပါရယ် ခေါ်တော့ကတော့တမျိုးပြောပြီးတော့ခေါ်တာလစာကဒေါ်လာ900 800ရမယ်လူပဲရှာပေးရမယ်ဒီနေ့ကိုတယောက်ရက်ပောင်ကြီးဘာညာမရှိဘူးတရက်လုံးတရက်ခါတွေတွက်ပေးရမှာဘာညာ ਨੇ အလုတ်ကိုလည်းမလုတ်တက်လဲနှစ်လလောက်တင်ပေးမယ်ဆိုပြီးတော့ခေါ်တာပထမဆုံးတစ်လကလည်းဒီလဲရောက်တော့လစာလည်းမရဘူးရက်ပောင်ထားရတာပြီးတော့လူပဲရှာရတာမဟုတ်ဘူးပတ်စံမရှာပေးရတယ်လုံဖူးတဲ့လူတွေတော့မအဆင်မပြေတာမလုံဖူးတဲ့သူတွေဆိုသေရောဘာမှလည်းနားမလဲဘူး တင်လဲမပေးဘူး၃လပြည့်ပြီလို့ရှိရင်ပတ်စံလိန်တိုင်းမှာလစာပေးရောမလိန်နိုင်လို့ရှိရင်တလာလုံးအလကားလုပ်ပေးရတာသူတို့မကြိုက်တာတွေဆိုလို့ရှိရင်ရိုက်တာတွေဘာတွေတောင်ရှိတယ်ကမ္ဘောဒီးယားကြားဖြတ်လုပ်ငန်းခွင်တွေထဲမှာအလုတ်ကျက်တဲ့အလုတ်ရှင်တွေကသဘောမကျတဲ့အလုတ်သမားတွေကိုတခြားကြားဖြတ်လုပ်ငန်းခွင်တွေစီပြန်ရောင်းစားတာမျိုးလည်းရှိပြီးဒီလိုအဆင့်ဆင့်ပြန်ရောင်းစားတဲ့အတွက် အလုတ်ကထွက်ပြီးမြန်မာနိုင်ငံပြန်လို့တဲ့လူငယ်တွေဟာ ချက်သိန်း200 300ရောကျေးပေးရမယ့်အခြေအနေဖြစ်လာတာလို့လုပ်ငန်းစဉ်ကိုနားလည်တဲ့မြန်မာလူငယ်တွေကပြောပါတယ်။အိရှာလို့ခေါ်တဲ့ပွဲစားတွေဟာကမ်ဘောဒီးယားကြားဖြန့်လုပ်ငန်းခွင်တွေအတွက် လူတစ်ယောက်ခေါ်ပေးနိုင်ရင်ဒေါ်လာ350လောက်ရပြီးအလုတ်သမားတွေကမ်ဘောဒီးယားကိုသွားရောက်မဲ့ခီးစဉ်ကိုသူတို့ကစီစဉ်ပေးရတာပါ။လက်ရှိကမ်ဘောဒီးယားကြားဖြန့်ရုံတွေမှာရောက်နေတဲ့မြန်မာလူငယ်အားလုံးဒီပါဟာငွေလိမ်လုပ်ငန်းက PR နှိပ်စက်ခံရမှုတွေကြောင့် အဆင်မပြေပဲနေရပြန်လို့ကြရဲလို့မြန်မာလူငယ်900ခန့်ရှိတဲ့ကမ်ဘောဒီးယားကြားဖြန့်ယုံတခုက လူငယ်ကလည်းပြောပါရယ်ကမ်ဘောဒီးယားနိုင်ငံဟာမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်မနေတဲ့အတွက်ကုန်းလန်းကနေခိုးဝင်နိုင်မှာမဟုတ်ပဲလေချောင်းနဲ့သာတရားဝင်သွားရောက်နိုင်တာကြောင့်မြန်မာလူငယ်ထောင်နဲ့ချီလေစိတ်ကနေတဆင့်ကမ်ဘောဒီးယားနိုင်ငံကိုသွားရောက်တာကိုသတိမပြုမိတဲ့လေစိတ်တာဝန်ကျလောက်ကရှင်နဲ့ လူကုန်တာရဲတွေရဲ့အလို့ရဟာလဲမေးခွန်းထုတ်စရာဖြစ်တယ်လို့ရွှေပြောင်းလုံသမားကြီးလှုပ်ဆောင်နေသူတွေကဝေဖန်နေကြပါတယ်။ရွှေဘိုးနဲ့ခင်ဦးနဲ့အစမှာတိုက်ပွဲဖြစ်ပြီးဒေသခံတော်လန်ရေးတပ်တွေကစုစုအလောင်းလက်နက်နဲ့သုံးမန်းတချို့ဖမ်းဆီးရမိခဲ့ပါတယ်။ဒီသတင်းကိုမန္တလေး Free Press ကပေးပို့ထားပါတယ်။ စကိုင်းတိုင်းရွှေဘိုနဲ့ခင်ဦးမြို့နယ်အစမစက်တင်ဘာလ16ရက်နေ့22ရက်ကစောအစုနဲ့ဒေါ်လန်ရေးတက်တီတိုက်ပွဲဖြစ်ပွားခဲ့ပြီးစောအစုစင်နေချီတီဆုံးကအလောင်းလက်နှက်နဲ့တုံမန်းတွေဖမ်းဆီးရမိတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာ16ရက်ကရွှေဘိုမြို့ကနေခင်ဦးမြို့နယ်မကြီးတုံရွာပြူစကန်ဘက်ရိတ်ခါရှာထွက်လာတဲ့စောအစုနဲ့ပြူစောတီပူပေါင်းအင်အား 80လောက်ကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့သလိုစက်တင်ဘာ22ရက်မှာလည်းခေဦးမြို့နယ်ကနေရွှေဘူမြို့ဘက်သွာလာနေတဲ့အင်အား60ခန့်မှစစ်အုပ်စုကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါစက်တင်ဘာ22ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာအချိန်9နာရီကျော်ကြာမြင့်ပြီးအင်အား60လောက်ပါတဲ့စစ်ကြောင်းကဒူဘုံမူကြီးအဆင့်ရှိသူသုံးပွင့်ဘုံနဲ့တက်ချက်အဆင့်နေအပါဝင်စစ်ကြောင်းတဝက်နေပါတေက60မမကွန်မန်ဒိုစိန်ပြောင်း တနက်12လက်နဲ့သုံးမှန်း2ဦးဖမ်းဆီးရမိတယ်လို့ခေဦးမျိုးနယ်ပါကဘာကဆိုပါတယ်။အဲ့ဒီစိုးစုစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကိုတိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ရွှေဘို KI PD ရဲ့တရင်တရင်မှုတူကခုလိုပြောပါတယ်။သူတို့အပြန်မှုစောင့်ပြီးတော့ဘိုင်းဒီဘိုင်းဒီကျွန်တော်တို့ဟာတိုက်မဲ့ဟာကိုသုံးပြလိုက်တာလေပွဲပေါင်းလုံးနဲ့သူတို့ခေဦးလက်ရှိကြားတဲ့တန်နဲ့ဟိုဘုပုံးနဲ့လက်ရှိရှင်နဲ့ မောင်းပြီးတော့ခင်ဦးကိုတက်ချိန်တာကိုလည်းသတင်းကြားရရရိတ်ကပို့တော့လည်းသတင်းကြားအဲ့ဒါတော့ကျွန်တော်တို့ကတွန်းသိနေကျွန်တော်မရဘူးလေဒီကိမ်းမှုကတော့ကျွန်တော်တို့ဒီဘက်ကတော့ဒီကိမ်းမှုမရှိဘူးဗျဟုတ်သူ့ဘက်မှာရန်သူ့ဘက်မှာကျွန်တော်သူ့ဘုံမှုတီအစင်းကြီးသူ့ဘူကြီးကူးနဲ့အပါဝင်ပေါ်တော့တက်ကြအင်းလို့နေရနဲ့အများပြားတည်ဆုံးတာတော့ပြီးရဲ့အနောက်ကိုက်တဲ့သားနဲ့ဦးတော့ကျွန်တော်တို့အရှင်ဖမ်းမိရပေါ့ရွှေဘုံနဲ့ခင်ဦးကြားတက်အချင်းပြောင်းလုပ်တဲ့စုပ်စုစကြောင်းကိုဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စကားတစီကိုပါမိရှုဖြစ်စည်းနိုင်ခဲ့ပါတယ် အဲ့ဒီတိုက်ပွဲကိုရွှေဘိုခရိုင် PDF အမှတ်1တည်ရင်ရွှေဘိုခရိုင် PDF အမှတ်3တည်ရင်ခေဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်1 2 3 5ပခပများ ခေဦးမျိုးနယ်ပါလာဖာတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ခေဦးမျိုးနယ်ပါခဖာကထုတ်ပြန်ထားပါတယ်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အခရာကျတဲ့လမ်းမိုင်းတစ်ခုထိ ंछ ုံနိုင်ဖို့စိုးစုကတပြိုင်တည်းစစ်ကြောင်းထိုးနေပါဗျ ဒီသတင်းကိုတနင်္လာနေ့တိုင်းကတင်ဆက်ပေးထားပါတယ်။ထိုင်းမြန်မာနယ်စပ်တွားရမှာအခက်ရကြတဲ့လမ်းပိုင်းတစ်ခုကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးနေတဲ့စေအိုစုနဲ့ဒေါ်လန်ပူပေါင်းတက်တို့တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့ဒေတာခန့်တွေထံကနေသိရပါဗျ။နေမြေစုံမမှုပြန်လည်ရယူနေတဲ့စေအိုစုဟာကော့ဂရိတ်မြောက်ဝတီအာရှလမ်းပိုင်းနေရာများစုကိုထိန်းချုပ်ထားနိုင်တဲ့တစ်ချိန်တည်းမှာပဲမူးရုံကြိုက်မျောဂျိုင်းစိတ်ကြီးကနေဖျားတုံးစုမြို့ကိုတွားတဲ့လမ်းပိုင်းအလုံးကို တာလွန်အင်အားနဲ့စစ်ကြောင်းထိုးနေတာပါအင်အားထောင်ကြီးတုံးပြူထားတဲ့စစ်အုပ်စုဟာအခုလဒုရယာဘက်ကလေးကမုရုံကမာဘက်ကလေးတကွန်တိုင်းမုရုံချောင်းနှခွတံပြားကြိုက်မျိုးခယုံကိုလွှတ်စင်ကုန်းကနေတစေကြိုင်းစိတ်ကြီးလာရန်လမ်းပန်းတစ်လျှောက်မှာစစ်ကြောင်းထိုးလာတာပါဒါပြင်ကော့ကရိတ်မြို့နယ်ကြိုင်းစိတ်ကြီးမြို့ကိုဆက်တွယ်ထားတဲ့ကိုတိုင်ကြိုင်းတီဟုတန်လမ်းပိုင်းကနေတဆေလဲစစ်ကြောင်းထိုးလာနေတယ်လို့မြေပြင်သတင်းရေးမြစ်တွေကပြောပါရယ် ချောင်းနှကွာဘက်ကနေရင်တိုးလာတော့ဟိုးကိုကရိတ်နဲ့ဒီဆက်ထားတဲ့ကြိုင်းလန်းကနေရောပဲနေရာတိုင်းတော့တိုက်ပွဲဖြစ်နေတာမျိုးတော့မဟုတ်ဘူးပေါ့ဒီချောင်းနှကွာဘက်ကနေလာတဲ့စစ်ကြောင်းတွေကထိတွေ့မှုများတယ်ဒီအာရှလမ်းပိုင်းရောဖျားတုံးစုလမ်းရောအားလုံးကိုဝင်တိုးနေတာဒီမြောက်ဒီနဲ့ဖျားတုံးစုနေဆက်ကိန်းတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာတော့အဲ့လမ်းပိုင်းမှာရှိတဲ့ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်နေတာတော့အခုထိပဲ ဒီလိုစစ်ကြောင်းထိုးလာနေတဲ့စေအုပ်စုဟာ DKBA နဲ့လက်နက်ကန်အဖွဲ့တို့ရဲ့အကူအညီကိုရယူထားတယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမှာလည်းချောင်းနှခွကြေးရွာမှာခြေကျတက်ဆွဲထားတဲ့စေအုပ်စုဟာချောင်းနှခွရွာကနေနိုင်ယူဝက်ခက်ဆိုင်ငယ်နဲ့တွားရတဲ့တံပြားရွာမှာဝင်းရောက်တက်ဆွဲထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဘူရောဟာနေပြီးတော့သူတို့ကားဆင်းသွားတယ်ဆင်းပြီးတော့ချောင်းတော့ကနေကဲ့ပြီးတော့ဟိုချက်ညက်တိုက်တဲ့လိုသူတို့ကကြိုင်းစကြည့်ပါနေလာတာပရမတာလီတရားဆိုတာရှိတယ်လေ ိတ်တရာဒါလီတရာအိတ်ချိန်စစ်ကြီးကနေဝင်ဘဝကနေလဲလက်နက်ကြီးနဲ့ပြစ်တော့ဘိုးဘောင်နဲ့နောက်ဆုတ်လိုက်တော့ကလေးတွေအထိနာသွားတာတော်တော်ထိတယ်အဲ့လိုအထိနာသွားတော့တို့ကနောက်ဆုတ်လိုက်တော့ကွာနောက်ဆုတ်လိုက်တော့တို့ကယွာတွေဝင်တာပေါ့တို့ယွာတွေကနေပြီးတော့တခြားနေရာပြန်ရွှေ့ဖို့တာမသိတို့ဈေးထောက်ဝယ်တော့ကွာဆိုင်တွေတကားတွေပဲပိတ်ရဆိုင်တွေကလည်းမဟုတ်မရောရဲသူပြောတယ်ဘာဘာမှမလုပ်ဘူးတို့က EC ပဲပေါ့အင်းနေနိုင်ပဲပေါ့ကွာဟိုတွားတဲ့လူတွေလည်းပြောလိုက်ပြန်လာနေလို့ရပြီပါညာဟောအဲ့လို လက်ရှိမှာတော့စစ်ကြောင်းထိုးလာရလမ်းတစ်လျှောက်ကြေးရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာကြေးရွာတွင်းမှာရှိတဲ့ရက်သားနေအိမ်တွေထဲကိုဝင်ရောက်နေထိုင်ပြီးတော့မွေးမြူထားတဲ့ကြက်ဝက်ဘဲတွေကိုခိုးယူစားတောင်းနေတဲ့ပြင်နေအိမ်တွင်းမှာရှိတဲ့ပစ္စည်းတချို့ကိုလည်းယူဆောင်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဧရာဝတီတိုင်းမှာစစ်ကော်မရှင်ကစံစဘာတည်ယူခင်ကို ထိမ့်ချုပ်ထားအကြောင်းရဲသမားတွေဟာတွက်ချေမကိုက်ဖြစ်နေပါတယ်။ဒီသတင်းကိုဧရာဝတီတိုင်းသတင်းဌာနကပေးပို့ထားပါတယ်။အေရီတိုင်းမှာစဘာသစ်တွေရိတ်သိမ်းနေပြီဖြစ်တာကြောင့်လက်သမားတွေဟာဈေးကောင်းရဖို့မျှော်လင့်နေကြပါရယ်စစ်တပ်ကစံတယ်ယူခွင့်တွေကိုတင်းကျပ်ကစဘာဆေးကအနေအဆုံးမှရောက်ရှိနေတာကြောင့်လက်သမားတွေအတွက်တွက်ချေမကိုက်ဖြစ်နေပြီးဈေးကောင်းရဖို့မျှော်လင့်နေကြတာလည်းဖြစ်ပါရယ် ဒီအထဲမှာတော့စပားစီနှင်းငယ်ပြန်တက်လာတာကြောင့်အသက်ရှူနှင်းငယ်ချောင်းလာတယ်လို့လက်သမားချို့ကပြောပါတယ်။စံသေးကမကြဘဲနဲ့ဒီစပားစီကကြနေတော့ဒီလက်သမားတွေမှာတော်တော်လေးအဆင်မပြေကြဖြစ်နေတာပေါ့နော်။အသွေးအားစုဈေးတွေကဒီအကုန်တက်နေတာပေါ့။အခုလက်ရှိကမြေဩဇာရောဒီပုသက်စီရောထောကရိခကအစဒီအကုန်ဈေးတက်နေပြီးတော့ဒီစပားစီကြမှာလာကြနေတော့ဘလို့မှအဆင်မပြေဖြစ်တာပါဗျ။ ီးခဲ့တဲ့လားတွေတုန်းကစပားတင်းနေရာကို၈သိန်းဝန်းကျင်ပဲရတာကြောင့်အချို့လက်သမားတွေအမျက်မကျန်တာတော့ရှိခဲ့တယ်လို့အချို့ဆိုရင်လည်းလက်တွေကကိုမှ၁သိန်းလောက်ပဲအမျက်ကျန်သူတွေလည်းရှိပါသေးတယ်။ဒီအပိုင်းမှာတော့စပားဈေးကအနည်းငယ်တက်လာပြီးအချောက်ဆိုရင်တင်းတရာကို15သိန်းဝန်းကျင်ရတယ်လို့သိရပါသေးတယ်။စပားဈေးကရာသီဥတုပေါ်လဲမူတည်နေသေးတယ်။မိုးများနေရင်လဲစပားဈေးကကျသွားပြန်ရော။အချို့က တခါတည်းရိတ်ရွေသက်ကထွက်လာလာချင်းရောင်းကြသလိုအချို့ကလည်းနေလှမ်းပြီးခြောက်မှရောင်းကြတာပေါ့အစုံနဲ့အချောက်ကတင်းတရာကို3သိန်း4သိန်းလောက်ကွာတယ်အခုတော့စဘာအစိုးက17သိန်းဝင်းကျင်နဲ့ဝယ်ပြီးတော့အချောက်ကိုတော့15သိန်းဝင်းကျင်နဲ့အယောင်းဝယ်ဖြစ်နေကြတယ်စဘာဈေးတွေစံငိမ်တင်ကျနေတဲ့အချိန်မှာဆန်စဘာအသင်းကတော့ဒီပောက်ကိုဆန်တွေပို့တိုးပြီးတင်ဖို့ဖို့စီစဉ်နေတာကြောင့် ကုန်သည်တွေအနေနဲ့စပားတွေကိုပုံမဝယ်ယူပေးကြဖို့ထုတ်ပြန်ခဲ့ပေမဲ့အခြေခံညှိနှိုးဈေးကိုတော့ထုတ်ပြန်ပေးတာမျိုးမရှိပါဘူး။ ARD တိုင်းတွေကစံတွေကိုတိုင်းကျော်တဲမဲ့ဆိုရင်ခွင့်ပြုချက်တွေလိုတဲ့အပြင်တိုင်းတွင်းကမြို့နယ်ချို့မှာတော့စံကိုလွတ်လပ်စွာတည်ယူခွင့်မရှိတဲ့နေရာတွေလည်းရှိနေပါသေးတယ်။အဲဒါကိုအကြောင်းပြပြီးစပားဈေးတွေလည်းကျနေတာဖြစ်ပါတယ်။တစ်ဖက်မှာတော့လယ်သမားတွေဟာဓာတ်မြေဩဇာအပါအဝင်သွင်းအားစုတွေအလုသမားကနဲ့ ဆက်သုံးစီဈေးကြီးမြင့်တဲ့ထန်တွေကိုခံခဲ့ကြရတာပါစစ်ကောမရှင်ကမကြမိမှအပိုင်းလိုက်ကျင်းပဖို့လုပ်နေတဲ့ရွေးကောက်ပွဲအတွက်ပါတီအချို့ကတော့လက်သမားတွေကိုပြစ်မှတ်ထားမဲဆွယ်စကားတွေပြောနေကြပါတယ်ကျန်းခိုင်ပါတီဥက္ကဋ္ဌဦးခင်ကြီးဟာဆိုရင်လက်သမားတွေနှစ်နှစ်အတွင်းအကျွေးကျင်မဲ့အစီအမံတွေရှိတယ်လို့ပြောထားတယ်လို့တောင်သူလက်သမားပါတီကလည်းလက်သမားတွေအကျွေးနှစ်နေတဲ့အကြောင်းပြောထားတာရှိပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့လက်သမားတွေဟာ ရခိုင်ငါထက်ပိုပြီးအဆင်မပြေဖြစ်နေကြတာလို့နေသမားတွေကပြောပါတယ်အလောက်ကန်ရှားပါမှုနဲ့စာဝနေရဲ့အခက်ခဲတွေကြောင့်ရခိုင်ကလူငယ်တွေပြိပထွက်ခွာမှုများပြလာပြီးတချို့ဟာလမ်းမှာဖမ်းဆီးခံရမှုတွေနဲ့ကြုံတွေ့နေရပါတယ်ဒီသတင်းကို Western News ကတင်ဆက်ထားပါတယ်အလောက်ကန်ရှားပါမှုနဲ့စားဝတ်နေရေးအခက်အခဲတွေကြောင့်ရခိုင်ကလူငယ်တွေပြိပထွက်ခွာမှုများပြားလာနေပြီး တချို့ကတော့လမ်းမှာဖမ်းဆီးခံရမှုနဲ့ကြုံနေကြရပါတယ်။ရခိုင်လူငယ်အများပြဟာရခိုင်ကနေပြည်မအဲ့ဒီကနေတဆင့်ထိုင်းမလေးရှားကိုတရားမဝင်လမ်းကြောင်းကနေသွားနေကြရပြီးလမ်းမှာဖမ်းဆီးခံရတာတွေအများပြရှိနေတာပါ။ရခိုင်ပြည်ကအထွတ်အန်တောင်ကုတ်တပ်တောင်ရိုးတလျှောက်မှာအရခတ်တက်တော် A ဖမ်းဆီးမှုတွေရှိနေသလိုကြောက်ဖြူဘက်ကိုထွက်တဲ့လမ်းကြောင်းတွေမှာလည်းစစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေရှိနေတာပါ။ ရိုးဘက်ကပြည်ဘက်ကိုခြေလင်းလျှောက်လာပြီးရန်ကုန်ကိုရောက်ရှိလာတဲ့အသက်28နှစ်အရွယ်ပြည်ပကိုကြောင်းတက်ဖို့ထွက်လာသူတူနဲ့ Western U ကဆက်သွယ်ရရှိခဲ့ပါတယ်။ကျွန်တော်တို့ထွက်လာတဲ့အတုတ်ထင်မှာ6 U ပါပါတယ်။အန်းကိုရောက်တော့ကျွန်တော်တို့အဖမ်းခံရပါတယ်။ကျွန်တော်ရဲ့နောက်ထပ်အမျိုးသမီးသူညောင်ရဲ့ပြန်လွှတ်လိုက်ပါတယ်။ကျွန်တဲ့သူတွေကိုတော့ဖမ်းထားလိုက်ပါတယ်။ကျွန်တော်တို့ကတက်ထင်မှာအသိရှိနေတော့လွှတ်ပေးလိုက်တာပါ။ပြီးတော့ကျွန်တော်တို့လမ်းကြောင်းအတွက်နေနေပေးခဲ့ရပါတယ်။ရန်ကုန်ရောက်ဖို့ လမ်းမှာ6ရက်လောက်ကြာပါတယ်လမ်းကအရင်ဆော့ပါတယ်သူတို့တွေကတော့စက်တင်ဘာလဇန်ဘိုက်လောက်မှာထွက်လာကြတာဖြစ်ပြီးရိုးမတောင်ကနေတဆင်ခြေလင်းလမ်းလျှောက်လာခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ပြည်ကနေတဆင်ရန်ကုန်ကိုကားနဲ့လာခဲ့ကြတာပါ ရခိုင်ကနေလာတဲ့ပြည်သူတွေတချို့မှာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရပါသေးတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်နဲ့၆ရက်မှာရခိုင်ကလာတဲ့လူငယ်တွေ ပြည်ကစစ်ကောင်စီရဲ့ဖမ်းခံခဲ့ရပါသေးတယ်။အဲဒီမှာရခိုင်လူငယ်တွေ9ဦးထက်မနည်းအဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ရခိုင်လူငယ်တွေကကြောက်ဖြူလေးကျောင်းကနေသွာလာလို့မရပါဘူး။လူငယ်တွေဆိုရင်ဖမ်းပါတယ်။တေရလေးကိုစစ်ပါတယ်။ကြောက်ဖြူဘက်ကစစ်ကောင်စီကမချကနဖမ်းဆီးတာကိုဟို ရှိနေပါတယ်။ရန်ကုန်ကကြောက်ဖြူကိုလာလို့ရတယ်ဆိုပေမဲ့ကြောက်ဖြူကနေတဆင်သွားမယ်ဆိုရင်ထွေအောင်ရုံးမှာထောက်ခံစားတယ်တောင်းရပါတယ်။ အဲ့ဒါရဖို့နှစ်ဘက်ကနေ၃ဘက်တိကြာပါတယ်အဲ့ဒီကနေတစ်စင်အစင်ပြေတယ်ဆိုပေမဲ့ A gate တွေမှာအပြင်အစစ်စစ်ခံရပါတယ်တရားဝင်လမ်းကြောင်းကနေမလေးရှားကိုသွားရောက်ခဲ့တဲ့အသက်40အရွယ်တူကတော့ထိုင်းမလေးရှားနယ်စပ်မှာအဖမ်းခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့မြန်မာနိုင်ငံကိုပြန်ပို့ခံခဲ့ရပါတယ်သူကတော့ရခိုင်ကနေမလေးရှားသွားတာကျပ်သိန်း50ကျော်လောက်ကုန်တယ်လို့ဆိုပါတယ်ဒါပေမဲ့မလေးရှားကိုမရောက်ဘဲအဖမ်းခံရပြီးပြန်ပို့ခံခဲ့ရတယ်လို့သူကပြောပါတယ် ရခိုင်ကလူငယ်တွေဟာပြည်ရင်းမှာအလောက်ကန်ရှားပါမှုနဲ့အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေတာကြောင့်ပြည်မနဲ့ပြည်ပကိုတရားမဝင်လမ်းကြောင်းက နေ့စဉ်ထွက်ခွာနေကြပါတယ်။ပွင့်ဖြူနဲ့စေတုထရာဆက်ကအမြဲတမ်းစပေးရှောင်တွေမှာတောက်တုံးရည်မတန်တာကြောင့်ဝမ်ယောဂာနဲ့ယာနာတွေလူယာနဲ့ချီဆူဆူဝါဖြစ်နေပြီးတော့ကျမ်းမာရေးဆောက်ရှောက်မှုနဲ့ဆေးဝါးတွေလိုအပ်နေပါတယ်ဒီသတင်းကိုမြေလက်တန်ကပေးပို့ထားပါတယ် မကွေးတိုင်းမေးဖို့ခရိုင်ပွေပြုံတဲ့စေတုတ္တရာမြို့နယ်အဆက်ကအမြဲတမ်းဆစ်ဆောင်ဒေသခံတွေမှာတောက်သုံးရီမတက်ရှင်းတာကြောင့်ဝဲယောဂနဲ့ယာနာတွေဖြစ်နေပြီးချမ်းမာရေးဆောင်ရှောက်မှုနဲ့စေဝါတွေလိုအပ်နေတယ်လို့ဆစ်ဆောင်နေတဲ့ကုညီပေးနေသူတွေစီကသိရပါတယ်။ယခုနှစ်မိုးရင်းကာလဇွန်လကစတင်ပြီးစစ်ပေးဆောင်တွေမှာဝဲယောဂနဲ့အရေးပြားယာနာယောဂတွေခန်းစားလာရတာဖြစ်ပြီး၃လအကြာလက်ရှိမှာဆစ်ဆောင်တထောင်ကျော်အထိဖြစ်ပွားနေတာ အဲ့ဒီထဲကလူ၂၀၀လောက်မှာစိုးစိုးရွားရွားခံစားနေရတယ်လို့စစ်ဆောင်အမျိုးသားတအူးကမြေလက်တံကိုပြောပါတယ်။အဓိကအရာတွေဒါအပေါက်ကလေးလူကြီးအသက်60 80 80ဒီရောဒီရောရပြီးတော့ညာနေကောင်းညာကောင်းအိတ်ကိုမရအောင်ကိုယ်ထည့်နေရတာ။ဟာလူကြီးကတော့တထောင်ကျော်မှာပဲရှိတယ်အရေးသားရောကဖြစ်နေတာ။အခုကိုကြီးတို့ကိုရာနေရတယ်မှာဘာစည်းမှကိုကာရမညာနိုင်လို့ဘာလုပ်လို့ဘာစည်းမစားမှလည်းမသိဘူး။စီးစားတာကိုဟာမနေအခုဒေါ်လို့စေရာနေရကိုသူကတထောင်လူကြီးရာကနန်းချို မရတော့ဘူးစစ်ဆောင်တွေဟာပွေးပြုံနယ်စေတုတ္တရာနဲ့အဆက်ကြီးရွာတွေဖြစ်တဲ့ကျောက်ပုံခဲပြည့်ညောင်ကုန်းဝန်လူခိုနန်မုံညင်းကျွေးကျန်လေမစတဲ့ကြီးရွာတွေအပါအဝင်ကြီးရွာဆက်နေရလောက်ကဒေသခံတွေဖြစ်ပြီးစစ်ကော်မရှင်တပ်တွေနဲ့လူကင်းရတော့အဆက်တွေမှာတဲထိုးနေထိုင်ကြရတဲ့စစ်ဆောင်ဥယျာဉ်ဟာ9000ဝန်းကျင်ထိရှိတာပါ စစ်ဆောင်တွေအနေနဲ့နေတိုင်းရာတောဆက်တွေအနည်းကတန်ရှင်းမှုမရှိတဲ့မုံချောင်းကရေတွေကိုတောက်တုံးရေဖြစ်ကာလရှည်အသုံးပြုနေရတဲ့အတွက်စစ်ဆောင်အများပြားမှာအခုလိုနောက်ဆက်တဲ့ယောဂတွေဖြစ်ပွားနေတာလို့စစ်ဆောင်အမျိုးသမီးတူကပြောပါတယ်ဝါဟိုနေရတာတော့တော်တယ်အောင်ငယ်မှာပေါ့တဲလေးတွေထိုးပြီးနေရတာပေါ့၆ရည်လေး၆မြင်းရ၆ရည်လေးတွေစောက်ရတယ်အဲ့ဒီမှာလဲကိုကမိုးရဲရည်တဲ့ကိုဝင်းစောဝင်းပြက်ဖြစ်တယ်ဗိုက်အောင်ငယ်ရဟနာတွေ အဲ့ဒါလေးဖြစ်ပါတယ်ဘာမှမရှိဘူးထေကူတာမှုလည်းပဲဒါအပြင်စစ်ရှုံစခန်းမှာလူရနဲ့ TV ကူးဆက်ယောဂါတွေဖြစ်ပွားနေပေမဲ့ကျမကြီးစောက်ရှောက်မှုပေးမဲ့သူတွေမရှိတာကြောင့်စစ်ကူတာဖို့ခက်ခဲနေတယ်လို့စေဝါတွေလည်းရှာပါနေတာကြောင့်အခက်ကြုံနေရတယ်လို့နောက်ထပ်စစ်ရှောင်အမျိုးသားတဦးကအခုလိုပြောပါတယ်မပြေဘူးခင်ဗျလောလောဆယ်တောင်ကျွန်တော်တို့မှာကျမကြီးစောက်ရှောက်မှုဆရာတယောက်မရှိဘူးဆေးတပြားမရှိဘူးခင်ဗျစားမှုတောင်မှုဆိုငတ်တလဲပြတ်တလဲနဲ့ရင်ဆိုင်နေရပါတယ်ခင်ဗျ ဆေးဝါးကုသမှုကဆရာလည်းမရှိဘူးခင်ဗျကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဟိုဆေးဆေးဆိုရင်မမြင်ဘူးသလောက်ပဲရှိတဲ့တိ့ဥတ္ထုတူးပြီးတော့ပဲကလေးတွေဟာအခုငှက်ဖျားကင်တာနဲ့ဝင်းရှောဝင်းပြည့်ဖြစ်တာနဲ့ရားနာပြီးပေါက်တာနဲ့တော်တော်လေးကိုပဲကျွန်တော်ဆိုးပါတယ်ခင်ဗျအဲ့ဒီဆစ်ဆောင်တွေဟာပြီးခဲ့တဲ့နှစ်2024ဇွန်လကဆလင်းမြို့နယ်အခြေဆိုင်ခလာရ253နဲ့ပွေးပြည်မြို့နယ်စင်လူးရပြူစောတိပူပေါင်းတပ်တွေက၎င်းတို့နေထိုင်ရာကျွရာတွေကိုစစ်ကြောင်းထိုးလာတာကြောင့်ဒီရက်ကနေစုခွာနေထိုင်တာဖြစ်ပြီး လက်ရှိမှာတနစ်ကျော်ကြာမြင့်ပြီဖြစ်တယ်လို့သိရပါဗျ။မြန်မာပါဝင်အိနီးချင်းနိုင်ငံတွေကိုဓာတ်မြေဩဇာရောင်းချဖို့မီဇိုရန် လောင်တလိုင်းခရိုင်ဥချုပ်ရေးမှုကတားမြစ်ထားပါတယ်။ဒီသတင်းကိုဇလံသတင်းဌာနကတင်ဆက်ပေးထားပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကနေ မြန်မာနိုင်ငံအပအဝင်အိန္ဒိယနိုင်ငံတွေထံတက်မြေဩဇာတွေမတရားမသေးကြဖို့လုံတိုက်ခရိုင်အုပ်ချုပ်ရေးမှူးဒေါ်နီလက်ရော့ဆာငါကစက်တင်ဘာလ16ရက်နေ့မှာ အမိန့်စာထုတ်ပြန်ထားပါတယ်။အဲ့ဒီအမိန့်ထုတ်ပြန်ချက်ဟာထုတ်ပြန်တဲ့ရက်ကစပြီးနောက်ထပ်နှစ်လအထိအကျုံးဝင်မှာဖြစ်ပါတယ်။လက်တလုံးမှာလုံတိုက်ခရိုင်အတွင်းလိုင်စင်မရှိတဲ့မြေဩဇာတွေရောင်းဝယ်ဖောက်ကားမှု ပိုတိုးလာတာကိုတွေ့ရှိတာကြောင့်1995ခုနှစ် ကုံစီဥပဒေနဲ့1985ခုနှစ်မြေဩဇာထိန်းချုပ်ရေးဥပဒေတွေနဲ့အချက်၄ချက်ပါတားမြစ်ချက်ကိုထုတ်ပြန်ထားတာပါအခုလိုဓာတ်မြေဩဇာရောင်းဝယ်မှုတားမြစ်ထားတာကြောင့်ရခိုင်ပြည်နယ်မှာဓာတ်မြေဩဇာတွေပြက်လက်နေတယ်လို့တောင်သူတွေစီကသိရပါတယ်ရခိုင်ပြည်နယ်ကိုစစ်ကောင်စီတပ်ကကုံစီအဝင်အထက်ပိတ်ထားတာကြောင့်တောင်သူတွေဟာဓာတ်မြေဩဇာတွေမီဇိုရမ်ပြည်နယ်ကနေအ धिक ဝေယူနေတာဖြစ်ပြီးမကွေတိုင်းစောမြုံနယ်ကလည်း ဝယ်ယူအသုံးပြုနေကြပါတယ်။ကြောက်တော်မြို့နယ်ကဒေသခံကုံတဲတူကအခုလိုပြောပါတယ်။ဒမီဩဇာကအရင်ပတ်ကလေးကအဝင်မရှိတော့တာပါ ပြက်တာကဒီရက်ပိုင်းမှာပါဆိုင်ရသေးတွေမှာရောင်းတာမတွေ့တော့ဘူးတချို့ဆိုင်ကြီးတွေမှာရတဲ့နေရာကရသေးတယ်လို့ကြားတယ်မီဇိုရမ်ဘက်ကဆိုရင်တဲရတာလွဲတယ်အချိန်ကုန်သက်တာတာပေါ့ဈေးကတော့ငွေကြီးကွာမှုကြောင့်ဈေးကြီးတာပါ စောမျိုးဘက်ကဝယ်ယူတင်သွင်းရင်လမ်းခရီးကြံ့ကြတယ်။ဒါပေမဲ့မီဇိုရမ်ဘက်ကထက်ဆိုင်ရင်ဈေးပိုတက်တာလာတယ်။အခုစောကားလမ်းတွေကလည်းအားလုံးပိတ်ထားတယ်။အခုလိုရခိုင်ပြည်နယ်မှာတက်မြေဩဇာပြက်လက်မှုကြာမြင့်ပါကလာမဲ့ဆောင်းရသည်မှာအသီးအနှံအထွက်နှုံယော့သွားမှာကိုတောင်သူတွေကစိုးရိမ်နေကြသလိုအထွက်နှုံယော့သွားပါကကုန်ကြစရိတ်မကာမိမှလည်းစိုးရိမ်ကြပါရဲ့။လုံတာခရိုင်အုတ်ချုပ်ရိမ်မှုရဲ့တားမြစ်ချက်တဲမှာ တရားမဝင်မြေဩဇာတွေရောင်းဝယ်ဖောက်ကားခြင်းမပြုကြဖို့မြေဩဇာတွေကိုမြန်မာအပါအဝင်အိန္ဒိယချင်းနိုင်ငံတွေထံရောင်းဝယ်ခြင်းမပြုလုပ်ကြဖို့မြေဩဇာတွေကိုအပုံလိုက်ဝယ်ပြီးတခြားနိုင်ငံတွေကိုရောင်းဝယ်ခြင်းမပြုဖို့နဲ့ဓာမြင့်ထားတဲ့မြေဩဇာတွေကိုတည်ဆောင်သူတွေတွေးရှိပါကမြေဩဇာအပါတည်ဆောင်ဖို့အသုံးပြုတဲ့ကားကိုတင်စီနိုင်တယ်လို့လိုင်စင်တွေလည်းတင်စီနိုင်တယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ် အခုတင်ဆက်ပေးခဲ့တာကတော့ဒေတာအခြေဆိုင်သတင်းမီဒီယာ၉ခုနဲ့ဖွဲ့စည်းထားတဲ့ဘာမမီဒီယာကွန်ဆော်ရှမ် BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအပတ်စဉ်သတင်းနာနေ့နေ့လယ်၂ :15 မိနစ်မှာထုတ်လွှင့်ပြီးသတင်းနာနေ့ညနေ၅ :15 မိနစ်မှာလည်းတစ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့မူရင်ကျပါ။